မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းဟိုခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ယှက်ဖြည့်ဆည်းသူများကိုဖော်ထုတ်ကာစီကာဝယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေမင်္ဂလာပါမင်္ဂလာပါဖိုးဗျာဒီနေ့တာနာနှစ်2569ခုနှစ် ယူရိုကကောဇာတက်ကေ1389ခုနှစ်ဒဇော်မုံလာဇန်ခုနှစ်ရက်နေ့ဒီနေ့အတန်းအနည်းဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မနေ့ကဦးစင်းကျောင်းမှာကထိန်လေးပြီးတော့ကိုမောလည်းဖုံဖုံတွေ့ကျင်နေဆိုလို့ဓမ္မပိတိကူမှုဘောရကင်ဆရာတော်ရှားနေကြပြီမက္ကိယသည်ဖုံဆက်တော်နဲ့မက္ကိယမှာအခြားအခြားသောတန်ငါပြီနဲ့မက္ကိယနဲ့ဥစဉ်မမှတ်မိတော့ဆိုတော့ကိုမိုးနဲ့ဘုရားကုံဆရာတော် ်ဒီနေ့ကိုမိုးကစီးပွားရေးလုပ်ငန်းတွေတအားအောင်မြင်ပြီးတော့မှန်ပါဗျာတကယ်လဲစီးပွားရေးလုပ်ငန်းတွေမှာဘယ်လိုပြောမလဲကြီးကြီးကြီးမယမနာအောင်မြင်သွားတာကိုတွေ့ရတော့ဝမ်းသာတယ်လို့ငယ်ဘဝကိုပြန်ဆန်းစစ်လုံခဲ့တဲ့အနှစ်20 30ကဘဝတွေကိုပြန်လဲစီစီရင်ကိုမိုးပါလဲဘုရားကိုရင်ဆရာတော်ပါလဲအောင်မြင်နေတဲ့ကိုမိုးကလောကကြီးကိုဘယ်လိုကြိုးစားခဲ့လဲလူငယ်တွေအမှတ်ရဖို့လူကြီးတွေတီးဖို့ င်ပါဘာသာရေးဆရာမကြီးတီးဘူးအခုလာရောက်ဆွေးနွေးတာကျမပါရမယ်နော်ကျမပါအကောင်းပါပြီအဲ့တော့ကိုမိုးအနေနဲ့အဥစဉ်ဘောရကွင်ဆရာတော်လူ့ဘွားတော်ကတို့တွေမြင်ခဲ့တာဘလူတွေမြင်ခဲ့လဲကိုမိုးအဲကိုတက်ကိုဥကမောင်းတက်ကိုအကိုရအဲ့အဲ့ဒါတွေကိုမိုးကသူများနဲ့မှတ်ညံလဲကောင်းတယ်တမန်မတူရာကိုမိုးရွှေလုံးကဘယ်ဥစ္စာဖြစ်ဖြစ်ကိုမိုးအမြင်လဲဒီဒီဘယ်လုံးကအဲ့ဒါကိုဥစဉ်ကိုတက်အများကြီးအသက်ငယ်ပြီးတော့အများကြီးတော့မဟုတ်ကိုမိုးကဘယ်လောက်ရှိလဲ 54ပါဗျာအေးအဲ့ဒါမှမဟုတ်တယ်အများကြီး10နှစ်လောက်နေနေတာ10နှစ်လောက်နေဟုတ်တယ်ဦးဇင်းကူ60နှစ်ပါအဲ့တော့ကူမိုးကိုလူငယ်တက်ချီထဲမှာပေါ့တက်လူမှာအဲကစားသမားထဲမှာဦးဇင်းကူမိုးမြင်ခဲ့တယ်ကိုကအောင်မြင်နေတဲ့အချိန်မှာကူမိုးကမကြဆုံးဘူးလို့တာမန်လူတယောက်တဲ့စီဝါရေးပညာရှင်တယောက်ကိုမြင်ခဲ့တယ်ဒီမှာဒီကနေ့အဲ့တိုင်းမှာဦးဇင်းလည်းဘုန်းကြီးဘွားရောက်ပြီအဲ့တော့ကူမိုးကအဲ့တော့ကူမိုးကဘုရားကိုကြီးဆရာတော် ဘလို့မြင်ခဲ့လဲအဲ့ဒါလေးပဲကြားချင်တယ်တပည့်တော်တပည့်တော်အဲ့အချိန်ခါနဲ့မဟုတ်တွေ့တဲ့အချိန်မှာတပည့်တော်ပြရတာအလုံးမတန်မထက်မြက်ပြီးတော့ဒီသာသနာပေါ်မှာအယမ်းချက်တာတွေ့ရဟုတ်တယ်နောက်ပြီးတော့ဖုံးဖုံးမှာစွမ်းတဲ့အစွမ်းတစ်ခုရှိတယ်ဟုတ်အဲ့ဒီစွမ်းကလူတယောက်ကိုကြည်လိုက်ဘာဆိုတာသိတယ်နောက်စကားတစ်ခုပြောလိုက်မယ်ဆိုဒီဟာကဘယ်ဘက်ကိုတိမ်သွားလဲဘယ်ဘက်ကိုရင်းသွားလဲကစလို့အလုံးမတန်မ ဟိုပြောမယ်ဆိုရင်လူစကားပြောပါဠိနဲ့ရင်ရှိပြီးထက်မြက်တဲ့ဟိုလူတယောက်လို့မြင်တယ်နောက်စီးပွားရေးမှာလည်းထက်ထက်မြက်မြက်နဲ့ဒီစီးပွားရေးမှာဆိုရင်တော့အနော်ရထားမှတ်ပြီးရယ်အနော်ရထားဒီစိုက်ပြီးဆုံးအာဒီလောက်တယ်ဥစဉ်ပြောဘူးလားအဲ့တော့လူဘွားနဲ့ပြောဘူးလားလုတ်ချင်တော့ဘူးတဲ့ဒီပိုသက်စေးတွေအလုပ်ကိုမလုတ်ချင်တော့ဘူးတာနာဘောင်ကိုဝင်တော့မယ်ဆိုပြီးအများအပြင်မှာပြောနေသူမဟုတ်ခွဲနဲ့ဘုံဘွား ဒီသာသနာဘောင်တွေတကယ်ကိုလှုပ်ခဲ့တဲ့အလုပ်တွေဒီအဲရက်ပြီးတော့ဒီသာသနာဘောင်တွေအပြီးဝင်တော့မဲဆိုတဲ့အတိုင်းကိုဟိုပြောတဲ့အတိုင်းเนาะမဟာပူရိသတို့ရဲ့စိတ်တန်တဲ့သူဟိုသာသနာဘောင်ကိုဝင်ခဲ့တာတွေ့ပါတယ်ဒီနေ့စီဝါရေးလှုပ်ရှင်ကလည်းအောင်မြင်နေပြီမဲ့အဲအမှန်တိုင်းပြောရရင်တပည့်တော်ရဲ့မြင်းဆရာကဖုံးဖုံးမှာဟောဘာမြင်းဆရာဖုံးဖုံးလဲဆိုဖုံးဖုံးကလေး ုံကားလေးတွေကတပီတော့နဲ့တွေ့တဲ့ချိန်မှာတပီတော့ထုတ်ပြအဲကားခွစ်တွေလေသာပေါ်လစ်တွေနောက်ပြီးတော့ဆီလီကွန်လေးတွေအာဆီလီကွန်လေးထုတ်ပြတယ်ထုတ်ပြပြီဒါလေးတွေဥစဉ်ထုတ်တာဥသာအဲ့တော့ကတော့လူပေါ့လူထုတ်တာထုတ်တာလေးကိုထုတ်ပြပြီဒါလေးတွေထုတ်နေတယ်ဟာဘယ်လိုထုတ်တာလဲကိုကဆုံးတီထွင်တယ်ဟုတ်ရဲ့သဘောကြတယ်လို့ဆိုတော့ဟာလေဘလို့ထောက်တာလေပညာရှိတာပေါ့အဲ့တော့ပြောတယ်ဩ ပညာတွေဒီပညာတွေအတွက်အများကြီးလေ့လာသေးတယ်တဲ့ဆိုတာဒီပညာတွေကဟိုဘလောက်ရတယ်ဆိုတာပြောပြတယ်အဲ့တော့ amount တစ်ခု ਨੇ တလောက်ကိုတာတာလေးဝင်တယ်ဝင်ငွေတာတာလေးဝင်တယ်လူများမလုတ်တဲ့အလုပ်ကိုလူများမထုတ်နိုင်တဲ့ပစ္စည်းကိုထုတ်တဲ့အတွက်ဒီ police တွေဒီအဲ့တော့ကလေသာ police ဆိုဈေးရမ်းကြီးတာနော်ဒီ city ကုန်းတွေဆိုတာကားမတိုက်တဲ့ ceiling ကုန်းတွေဆိုဈေးရမ်းကြီးတဲ့ဟာကိုဦးစင်းနေတဲ့အဲ့တော့လူပုဂ္ဂိုလ်နေတဲ့ထောက်လာပြီးတော့ ဒါကိုလည်းလုပ်သေးတယ်ဟိုမှာလည်းအောင်မြင်တဲ့စီးပွားရေးနဲ့အဲ့တော့ကဦးစင်းစီးတဲ့ကားတွေကအဲ့တော့ကကူဒီတောင်မှ public car လေးလောက်ပြီးလို့ရတယ်ဦးစင်းစီးတဲ့ကားကားကောင်းလေးဟိုစားလေးအဲစူပါလေးတက်ခါဝင်းနေတက်တက်စူပါလို့လေးတက်ခါဝင်းနေတက်တက်မိဘနှမရနာတော့မှနာရောတိကာကွေးကိုရီပပလီကာစီးတဲ့ချိန်မှာစူပါလူလေးစီးနေပြီနော်အဲ့တော့ပပလီကာလေးခင်းနေစူပါလူလေးခင်းလာခဲ့ဆပ် ပပလီကာလေးဆိုတာဟောင်းနေကိုကစန်ဒီလေးစီးတယ်ပပလီကာလေးစန်ဒီလေးစီးတဲ့အချိန်မှာနောက်ဘောက်စကောင်စီးတဲ့အချိန်မှာဦးစင်ကဥစားစီးနေနော်ဒါအဲ့မှာတွေ့တဲ့အချိန်မှာဦးစင်ညာတကယ်အောင်မြင်တဲ့အဲပြောမဆိုတော့ဦးစင်ကျော်ဟင်းလို့လို့ပေါ့ဒါရုပ်ရှင်မင်းသားကြီးဦးကျော်ဟင်းလို့လို့ပေါ့အောင်မြင်တဲ့အချိန်အမှာလောကကိုအနိုင်ပိုင်းပြီးတော့ ဒီဓမ္မဘက်ကိုထက်မြက်တာလူဘဝမှာအရင်ထက်မြက်နေပြီဆိုတော့တက်เสียကမရှိတော့တက်เสียမရှိတဲ့ဓမ္မဘက်မှာတက်ပြီးတော့မြင်နေမြင်ပါတယ်ဒါကြောင့်ခုတို့တို့ရောက်လာတဲ့နေရာမှာလည်းအမြင်မတော်တာတွေကိုဟိုဓမ္မလောကမှာဒီဂိုင်းကနာတွေနဲ့ဒီဥစ္စာတွေနဲ့အမြင်မတော်တာတွေနော်ဟိုတွေ့ပါတယ်ဥစဉ်နေနဲ့နောက်တစ်ခုတ် ဒီရဟနာရှာပုံတော့ဆိုတဲ့ဟာလေးတပည့်တော်မှန်ပြီတယ်ရဟနာရှာပုံဆိုရဟနာဆိုတာကိုတွေ့တာကရဟနာဆိုတာကအဲ့လိုရှာလို့တွေ့တာမဟုတ်ဘူးဆိုတာကိုဟိုဘက်ဦးစင်းလေးကိုပြချင်တာချက်ချက်စရာတော့သိနေချင်တာသိစေချင်တာဒါပေမဲ့အပြိမန်းခံပြီးတော့ရဟနာကိုလိုက်ပြတာရဟနာကြီးမရှိဘူးဆိုတာကိုဒီလိုရှာဘူးမရဘူးဆိုတာကိုလိုက်ပြဟိုကရဟနာတွေ့ချင်တယ်ရဟနာဆိုတာလူသိမခံဘူး ဒါကိုဖုံးဖုံးကဒီ message ပေးခြင်းတာဒါရသွားကြတာအဲ့လိုနေပြဟာဒါဒီမြန်မိုင်းဆိုင်ရာကိုမရပါဘူးကိုကပေးခြင်းတာဒီယဟန္တာဆိုတာဒီလိုမနေဘူးဆိုတာလူသိမခံဘူးဆိုတာကိုပေးခြင်းခြင်းတာအဲ့ဒါတွေတွေ့တဲ့အတွက်တပည့်တော်အနေနဲ့ဟိုစပြပါအရင်လဲဝမ်းမြောက်ဝမ်းသာတွေ့ရပါတယ်အခုဆိုရင်ဖုံးဖုံးကဒီတရားပြတဲ့နေရာမှာအလုံးမတန်တော်တယ်ဟိုလုံးကတဲ့အနည်း 28နှစ်ပေါ့အခုဆို28နှစ်ရှိပါပြီဗျာ28နှစ်ကတပည့်တော်ဟိုတရားရှိတော်ဖျားမှာဓမ္မဒုတာဆရာတော်ခမုံဦးပြီမလားနဲ့တရားစကန်လုပ်အော်အေးဟုတ်ပြီအမမီပြီခုနပြောအဟုတ်ပြောပါအဲ့တော့အဲဖုံဖုံကြွလာတယ်ဒီအနေနဲ့တရားအေးအေးကြွလာပြီးတော့ဖုံဖုံနဲ့ဒီတရားတွေဆွေးနွေးတယ်ဆရာတော်နဲ့ဆွေးနွေးဆွေးနွေးပြီးတကလာဟောဖုံဖုံရဲ့ဒီဥစ္စာပေါ့မိုးကုတ်ဝိပဿနာနဲ့ပတ်သက်တဲ့ဟာတွေ level တစ်ခုอ่ะ တရားဟောလို့ရနေတဲ့ level တစ်ခုကိုသွားတွေ့ရတော့နော်။ဩလုံးနေတဲ့ session တွေကလည်း session တွေကဆရာတော်ဦးမင်းလာလို့ပြောတယ်ပေါ့။အဲတွေ့တယ်ဆရာတော်ဦးမင်းလာနဲ့ဆိုင်တပည့်တော်ဘေးရဆရာတော်မင်းလာလည်းတွေ့တယ်မောကုတ်အနေနဲ့ဒါဒီလမ်းကြောင်းတော့မောကုတ်တရားတွေနဲ့ဆရာတော်ဦးမင်းလာလည်းတွေ့တယ်။ဩဟိုဟောလို့ရနေပြီလို့ဥစားပေါ့။နောက်ကွယ်မှာတော့ဗာဖြစ်တယ်ဒီပြောပြကြဥသိန်းကိုတက်ကအဲ့ဒါအဲ့ဒါကကိုတက်ပါကိုတက်ပေါ့ကိုတက်ကပြောလို့ရနေပြီဟောလို့ရနေတယ် ဖုန်းကြီးလုံးလို့ရနေပြီလို့လားအဲ့တော့အဲလုံးမလို့ပဲရှိရသေးတာဟုတ်တယ်လုံးပြီးသားအဲ့ဒါကကျွန်တော်ရယ်ဟိုမဝင်သေးတာပေါ့နော်ဟုတ်တယ်အဲ့ဒါကြောင့်လို့ဒါဒီကတော့လေအချိန်တန်ရင်ဖြစ်လာမှာပဲဆိုတော့ဟိုတပည့်တော်တို့အယံဝန်းတာပါတယ်တပည့်တော်တို့လေလူနေရာမှာဟိုသာသနာစိတ်ရှိတဲ့အတွက်လေတပည့်တော်တို့မကြခင်တပည့်တော်တို့လေအဲယဟန်ပေါင်နဲ့တဲကိုဝင်ဖို့ကောဒီယဟန်ပေါင်မဟုတ်တာတော့မလူပေါင်မှာပဲနော်သာသနာတော်ကနေကိုရှော့ပြီးတော့ ရှော့မှာဘက်ကိုလှဲလာမှာခုရှော့နေတာဒီပြည့်တို့စရှော့နေပြီရှော့လာဒီဒီပြည့်6လလောက်ရှိပါတယ်။အော်ခုထပ်ရှော့မှာဒီလုံကြီးအตาကြီးလေး message လေးပေးနေတာကဟိုလုပ်ငန်းတစ်ခုပါပဲဆိုဒီလိုပါပဲဒီလိုလေးအตาချလိုက်အတန်လည်းမမြင်ဘူး၊ကွဲလည်းမကွဲဘူးအตาကြီးချပေးတာခုချလိုက်တာမဟုတ်ပဲတဲ့ဒီလိုအตาကြီးလေးကိုအချိန်လေးတစ်ခုယူပြီးတော့ဒီလိုလည်းချနေပါတယ်။ตาလည်းကခု application ကိုလည်းအဲ့ဒါတပဲဟိုရေးရှိမှာပေါ့ငါးနာတည်သွားမယ် ါးသာတည်သွားမယ်ငါပြူးထောင်ခဲ့တဲ့ဒီ application ကြီးကဆက်မတည်အောင်လို့ဆိုတဲ့ရှင်ရဲ့တစ်ခုနဲ့ပဲဟိုတွားန